ငါတို့ကနိုင်ငံရေးအကြောင်းကိုပြက်လုံးမပြက်ဘူးပါတယ်။ဘာဖြစ်လို့လဲလို့ဆိုတော့တဲ့။အမှုပညာဟာအမှုပညာပဲတဲ့။နိုင်ငံရေးမပါရဘူး။ဟောဗျာ။ဒုက္ခပဲ။အဲ့ဒီလူပြက်ကျွန်တော်ဖတ်ပြီးတနာလိုက်တာ။သူဘာများဘယ်လိုဖြစ်လို့များဒီစကားပြောတာပါလိမ့်ပေါ့။နောက်ရုပ်ရှင်ဒါရိုက်တာတယောက်ကလည်းအင်တာဗျူးတစ်ခုမှာဖြေပြန်ရော။ကျွန်တော်တို့ကလည်းရုပ်ရှင်ပဲတတ်တတ်ရိုက်တာတဲ့အမှုပညာသီးသန့်တဲ့နိုင်ငံရေးမပါဘူးဟောဗျာသူ့လည်းကျွန်တော်တနာပြန်ရော ဒါဆိုရင်ကျွန်တော်တခုမေးမယ်။ဆယ်ကြီးတခုစောက်ပြီးသွားလို့တရားကြီးတခုစောက်ပြီးသွားရင်တရားကြီးပြီးပြီတရားကြီးပြီးပြီဆိုတက်တက်ခုံတာဘယ်သူတွေတော့မပြန်စင်းသားပါအောင်တရားကြီးပြီးပြီဟိုဘက်ထိတ်နေဒီဘက်ထိတ်ကျမကတော့ပြေးလိုက်ဝင်ဆိုပြေးလိုက်ကြတာကောင်မလေးတွေလေအဲ့ဒီဆယ်ကြီးတွေကိုတက်တက်ခုံနေကြတယ်သူတို့တွေရောအဲ့ဒီတရခံနေထဲမှာအပေးအမြောက်ထဲပါတယ်ဗျကျွန်တော်တို့ထောင်စကားဆိုတော့အပကပေါ့အပေးကူညီမှုလေအဲ့တော့ဓာရီက အနုပညာထဲမှာအညံ့စားအနုပညာထဲမှာအဖျင်းစားဝါရဖြန့်အနုပညာအဲ့ဒါနိုင်ငံရေးပဲဒါတွေတုန်းကတော့လှုပ်တုန်းကလှုပ်ပြီးအခုကြတော့မှကျွန်တော်တို့နိုင်ငံရေးမလှုပ်ပါဘူးလို့ဆိုတော့ကျွန်တော်ဖြင့်တနာလိုက်တာသူတို့ကိုလေအဲ့တော့ကျွန်တော်တို့ကရုပ်ရှင်ရိုက်တုန်းကဆိုကျွန်တော်ပြောတယ်ကျွန်တော်ရုပ်ရှင်ရိုက်တုန်းကဆိုတော့ခုမရိုက်တယ်လို့ဖြစ်နေတာပေါ့လေဟုတ်မရိုက်အားလို့ပေါ့ဗီဒီယိုရိုက်တော့ကျွန်တော်ရုပ်ရှင်ဇာတ်ကားတကားနေမှာကျွန်တော်ယူးယူးလေးပါရုပ်ရှင်နေမှာကျွန်တော်ထည့်ရိုက်ရတယ် ဒါအားလုံးလည်းသိနေပါတယ်ဗျာဒီလိုဇာတ်လမ်းမျိုးခဏခဏကြည့်ဘူးပါတယ်မင်းသမီးဟိုလူလူဆိုးတွေကဝိုင်းဆွဲကြတာဟာဆွဲတာအေးဟိုဘက်ထိဒီဘက်ထိဒီဘက်ထိဟာကော်မလေးကယုံပေါ့အော်ပေါ့အဲ့မှာမင်းသားအပြေးဝင်လာကြည့်လဲကြည့်လဲပြီးတော့ဟိတ်ကော်မလေးကိုလွတ်လိုက်ငေါ်ရရလက်ကြည့်ပြီးတော့ထိုးကြတာပေါ့ဗျာဒါပဲယူယူလေးဒါလူတိုင်းသိတယ်အခုပြောလဲဘာမှမထူးဆန်းဘူးဒါပေမဲ့ကျွန်တော်အဲ့ဒီဇာတ်ကပြပြီးလို့နေုံရောက်သွားတယ်အဲ့ဒီဒီကြောက်ကြောက်ပတောင်းပဲ၁၀ပေါက်ရောက်သွားတော့ ဲ့ဒီကလူရလာပြောအဲ့ဒီအခန်းရေလဲမိုက်တယ်လားဘယ်အခန်းတော့ကောင်းမလေးကိုလှွတ်လိုက်ဆိုတာလေရေလဲထိရဟာဟာထိရဟာခမရလည်းမသိကြအောင်ဆောင်းနေတယ်သူကပြောပြီးထွက်သွားဘာမှလည်းမသိဟုတ်ဗျာနောက်တနေရရောက်သွားမင်းမျိုးရောက်လေအဲ့ဒီကလူရတွေ့ဟာကိုစားကအဲ့ခန်းတော့ရေလဲမိုက်တယ်ဗျာထိရန်ခမရခမရတက်ကောင်းလေဟာဘာဖြစ်တာဘာဖြစ်လို့လဲအဲ့ဒါဆိုတော့တနေရနှစ်နေရသုံးနေရ6နေရလောက်ဖြစ်သွားတော့မှသဘောကပေါက်သွားတယ် တို့ကကောင်းမာလေးကိုလွတ်လိုက်လို့ပြောတဲ့စကားအဲ့ဒီချိန်မှာအန်တီဒွန်ဆန်းကျူကြီးကဖမ်းခံနေရတာဘူးကျွန်တော်တို့ကယူးယူးပြောတာအဲ့စကားတွေကကောင်းမာလေးကိုလွတ်လိုက်လို့ကျွန်တော်ကယူးယူးပြောတာဒါပေမဲ့တို့ကတို့ဆွဲတွေးသွားတာဟုတ်လားခုကျွန်တော်ဘာမှမပြောဘူးလုတ်ကမလုတ်ဘူးပြပယ်လုတ်မှမလုတ်ရဲတာကြောက်တာပေါ့ဒါမျိုးအဲ့လိုဖြစ်တော့ဟာပြဿနာပဲ ဒါပေမဲ့ကျွန်တော်တခုတော့ရသွားလင်းကနေတခုရသွားတငယ်ချင်းတွေတော့ပြန်ပြောဟဲ့ငါတော့နေသွားတော့ကွာအဲ့ဒီလိုအလိုပဲဖြစ်တယ်လူတွေကကောင်မလေးကိုလှုပ်လိုက်တော့အယံသဘောကျတယ်ဆိုတော့ကျွန်တော်တငယ်ချင်းတွေကလည်းပညာတော်ကြတယ်သူတို့ဇက်ကားထဲမှာဆိုင်ဆိုင်မဆိုင်ဆိုင်အဲ့ဒီအခန်းကိုထည့်တော်တာပဲအင်းရခံပေါ်ပေါ်တက်သွားလဲကောင်မလေးကိုလှုပ်လိုက်ပဲဈေးထဲရောက်လဲကောင်မလေးကိုလှုပ်လိုက်အရက်ဆိုင်ရောက်လဲကောင်မလေးကိုလှုပ်လိုက်ပဲတဖြည်းဖြည်းနဲ့စင်စားကောင်တွေတတ်ပေါက်လာတယ်စင်စားလူတွေကတတ်ပေါက်တော့သူတို့ကကြည်လာရင်လည်းမဟုတ်ဘူးဒီကောင်တွေတမင်လှုပ်နေတာကောင်မလေးကိုလှုပ်လိုက်ဆိုတာ စင်စားအဲ့ဒီမှာလေးမြင်းဆောင်2000နှစ်မှတ်မှတ်ရရအဲ့ဒီစာရွက်နဲ့ထုတ်ကြည့်ညာတယ်။ရုပ်ရှင်ဇာတ်ကားများတွင် ကောင်းမလေးကိုလွတ်လိုက်ဟူသောဇာတ်ကားထဲ့မပြောရန်။ gain အဲ့တော့ကျွန်တော်လည်းမနေနိုင်ဘူးဗျ။အဲ့တော့ဗီဒီယိုဇာတ်ကားတကားကျွန်တော်ကရိုက်တယ်။အဲ့ကျွန်တော်ရိုက်တဲ့ဗီဒီယိုဇာတ်ကားထဲမှာလွင်မိုးပေါ့သူ့မျက်နှာနဲ့လည်းလိုက်တယ်လေလွင်မိုးက။အဲ့လိုပဲ မင်းသမီးကိုလူလူဆိုးတွေကဝိုင်းဆွဲရောဆိုတော့အာယုံလာကန်လာယုံလာကန်လာလို့တော့လွေမိုးကအဲ့ရှိရနေဖြတ်လာအဲ့နားလေးရောဆွဲနေအောင်မြင်ရတဲ့သူကခေါင်းလေးကုန်ပြီးကုကုကုန်နဲ့ထွက်သွားအောင်ကောင်မလေးကဟိုးကိုဟိုးကိုကျမကိုကယ်အောင်လေကျမကိုကယ်အောင်လေဆိုလှမ်းអော်လာလွေမိုးကပြန်လှည့်လာပြီနေ့ငါကယ်တော့ကယ်ခြင်းနဲ့ဟာကောင်မလေးကိုလှုပ်လိုက်လို့ငါပြောလို့မရဘူးဟာတဲ့အဲ့ဒီကြာမှာပဲတကားလုံးအပိတ်ခံရတော့တာ သူတို့ရွဲ့ပါတယ်ဆိုပြီးတော့အဲ့တော့စင်ဆာဆိုတဲ့အမျိုးအစားကလည်းအတော်ကြောက်စရာကောင်းတဲ့လူတွေကျွန်တော်စင်ဆာမှာအဖွဲ့ဝင်က24ယောက်ရှိတယ်ဒီနားမှာခုနကတည်းကညီငယ်တယောက်ကမေးတယ်သူတို့ဗီဒီယိုအခြေခံအဖွဲ့ဘယ်လိုလုပ်အောင်လဲဆိုတော့ကျွန်တော်လည်းတေချာမသိဘူးအဲ့တော့စင်ဆာကလည်း24ယောက်ရုပ်ရှင်အကြောင်းကိုဖင်မန်းခေါင်းမန်းကိုမသိတဲ့လူတွေကြီးပဲစင်ဆာမှာဖလင်မမြင်ဘူးတဲ့လူတွေကစင်ဆာလူကြီးဖလင်အပြားတပြားမှာအပေါက်ဘယ်နှပေါက်ပါမှမသိတဲ့လူတွေကစင်ဆာလူကြီး သာသနာရေးကလူလာရဲလာစစ်တပ်ကထောင်လိုင်းရေးလာဟိုမိခင်ငယ်ကလေးစောင့်ရှောက်ရေးလာဘယ်လာအကုန်လျှောက်ထဲတာဟိုလူတွေကလည်းရုပ်ရှင်စင်ဆာဆိုရောက်လာပြီးတာဝန်ကြီးပေါ့ပြန်သွားရင်နှစ်ပေလောက်ဖြစ်ဖြစ်တော့ဖြတ်ပစ်ခဲ့သေးတယ်ဟိုဖြတ်မဲ့ဖြတ်လဲရှေ့ကဒုတာဝန်အကြီးသုံးပါတော့ဘာလို့ဖြတ်ခဲ့ပါလားအဲ့ဒါမဖြတ်ဘူးဘာမှမသိတာတွေဖြတ်ဖြတ်ဖြစ်ခဲ့တော့ကျွန်တော်ကတစ်ချိန်ကြတော့ ဒါလောက်တောင်ဖြစ်လာတဲ့ sensor စိန်ခေါ်ပြီးရိုက်မယ်ကျွန်တော်ကောက်တကွက်မှမဖြတ်เสียရဘူးဆိုပြီးတော့ကောင်လေးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက်ချစ်ကြကြိုက်ကြအိမ်တော်ပြုကောင်လေးဘက်ကဆွေမျိုးတွေကအိမ်မော်တက်လားကောင်မလေးဘက်ကဆွေမျိုးတွေကလည်းအိမ်မော်တက်လားအဲ့ဒီလိုအဲ့ဒီလိုအိမ်မော်ကိုရောက်လာတဲ့ဆွေမျိုးတွေပြဿနာရှာကြတော့အဲ့ဒီလင်မယားမှာဒုက္ခရောက်ပြီးတော့ဆွေမျိုးတွေလက်ကလွတ်အောင်ယုံထွက်သွားတယ်ဆိုတဲ့ဇာလန်းလေးရိုက်တာဇာကားနံပါတ်ကိုလည်းယူးယူးလေးပြေးလိုက်တယ်အမျိုးကိုချစ်ပါအဲ တကယ်ပဲဗျာစင်စာတကတ်မှမဖြတ်ဘူးဒါပေမဲ့ကျွန်တော်စင်စာအဖွဲခေါ်တွေ့တယ်စကားနာမည်ပြောင်းပေးပါတဲ့ဟုတ်ဗျာဟာဘာမှလုံမရလှက်ပတ်ပြီးဘလို့ဖြစ်ရလဲဘာဖြစ်လို့တော့ကျွန်တော်ကားနာမည်လေဟုတ်တယ်အမျိုးကိုချစ်ပါလေဟုတ်တယ်ဘာဖြစ်လို့ပြောင်းရတာလဲကျွန်တော်တို့အကြိမ်ကြိမ်စဉ်းစားပါတယ်ကိုစားကနာတဲ့အမျိုးကိုချစ်ပါဆိုတော့အမြင့်ကိုချိုးပါလို့အဓိပ္ပာယ်ရတယ်တဲ့ဟာ ကျွန်တော်ကိုမစဉ်းစားမိဘူးဗျာအဲ့စကားကိုငါကမှကျွန်တော်စဉ်းစားမိခဲ့ရင်ဇာကားနာမည်ကိုအမြင့်ကိုချိုးပါလို့စပေးတယ်ဒါမှကျွန်တော်အမျိုးကိုချစ်ပါပြန်ဖြစ်ပါလေဆွသူတို့ဘာသူတို့တွေးတာအဲ့တော့အဲ့ဒီဟာတွေကကျွန်တော်တို့ဖိအားပေါင်းမြောက်များစွာအခုတော့အဲ့စင်စာဖွက်လည်းမရှိတော့ပါဘူးပြတ်သွားပါပြီအဲ့တော့ဖိအားပေါင်းမြောက်များစွာဂျားမှာကျွန်တော်တို့ကလှုပ်ရတော့ဟိုကနေလှည့်ထွက်ဒီကနေလှည့်ထွက်နဲ့ဖန်တီးခဲ့ရတာအမှုပညာတွေကိုကျွန်တော်တို့ရဲ့အမှုပညာသမားတယောက်ရဲ့လွတ်လပ်ခွင့်ရောက်ပိုင်ခွင့်အခွင့်အရေး နီးမျိုးစုံရင်းပြီးကျွန်တော်တိုက်ခဲ့ကြ